အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညပြောပြတင်ဆက်ပေးမှာကတော့ညကောင်ပေါ့ကျော်ဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါ နားဆင်အားပေးကြပါဦးခင်ဗျာ ပေါ့ကျော်ဆိုလည်းရင်တာမန်နွားခိုးတယောက်နေနဲ့တာတထောင်လုံးကတီးကြတယ်ပေါ့ကျော်ကိုအထင်သေးကြတယ်နိုင်လုံးမင်းထက်ပြုတ်သူကပြုတ်တယ် ပေါကျော်ကမူမဖြုတ်မပြုံပြုံကလေးနဲ့ပဲခံလေးရှိပါတယ်ကျွန်တော်တို့ထောင်လောကမှာထောင်ကြလာသူချင်းအချင်းချင်းခိုးမှုဖြင့်ထောင်ကြလာသူတို့မှာမျက်နာငယ်ကြတတ်တယ်အထူးသဖြင့်ဘိန်းစားတခုများဆိုရင်ပို့ပြီးတော့နှကောင်းရှုပ်တတ်ကြတယ်လူသက်မှုဓမြမှုလူရက်မှုဓာခိုးမှုစတဲ့အမှုသဘောများမဆိုထားနဲ့ရိုင်းမှုလောက်ဖြင့်ထောင်ကြသူပင် သူ့ကိုယ်သူဂုံယူလေးရှိကြတယ်ခိုးမှုဆိုသည်များမှာ အများအားဖြင့်လာပိုင်းများသာအပြည့်အဝကိုသာခံရသည်များ၍လူသစ်ဆောင်မှထားလေရှိတယ်။အလုတ်ထားပြရမှလည်းအပြင်ဘုတ်ထောင်းရာရေတံတန်ရှင်ရေစားတဲ့လုံများသာခြာပေးလေရှိပါတယ်။ပောက်ကြော်သည် ရွှေဘိုခရိုင်ရာဇဝဲတရားရုံးတော်ကြီးမှရာသတကြီးမုံမှ3ခွင့်6တရာနွားခိုးမှုဖြင့်ထောင်းတန်း6လကျသူဖြစ်ပါတယ်။ပောက်ကြော်ရဲ့ဥပဒိရုပ်ကလည်းလူလေးစားခြင်းစရာတကွက်မှမရှိဘူး။ မဲကြောက်ကြောက်ပင်ချောက်ချောက်အရက်မှပူပြက်ပြက်တွင်ကြောက်ပေါက်များကမျက်နှာမှအပြည့်ဖြစ်ပါတယ်။ဒီထက်ထူးခြားသည်မှလည်းပေါကျော်ရဲ့လက်ဝဲဖက်မျက်စိမှာတိမ်ဖုံးနေတယ်။ဒါကြောင့်မလို့ပေါကျော်ဟာနာမည်ခေါ်သူပင်ခက်ရှားရှားဖြစ်တယ်။ပေါကျော်ဆိုသူကိုပိုင်မိထက်နွားခိုးပေါကျော်တိမ်တလုံးပေါကျော်စားတဲ့အမည်များကသာခေါ်ဝေါ်လေးရှိကြတယ်။ဒုဗ္ဗတော်လည်းညကောင်ပေါကျော်ဟုတဲ့အမိကိုတိသူကအလုံးကုန်မှနဲလာတယ်။ တနေ့မှာကျွန်တော်ရုံးခန်းစပွဲနီးတော့ပေါ့ကြော်တယောက်ကိုချောင်းချောင်းလေးနဲ့လာပြီးတော့ရက်နေတယ်ကျွန်တော်မှအလုံးလုံးနေရမှာမော့အကြီးမှာပေါ့ကြော်ကိုတွေ့ရတယ်သူ့ရဲ့မျက်နှာမှာပြုံးပြဲပြဲဖြစ်ပါတယ်ပေါ့ကြော်ဘာကိစ္စများပေါ်လာပြန်လဲမျက်နှာကပြုံးစိစိနဲ့အလုံးလုံးနေရမှာ ကျွန်တော်မှလှမ်းပြီးတော့မေးလိုက်တယ်မေးတာမေးရပါတယ်ပေါ့ကြော်စိတ်လေးလိုတဲ့အခါလက်ဖေးချီချံတောက်ချံလက်ဖဲချောက်လိုတဲ့အခါများတွင် ကျွန်တော်ထံလာလေးရှိတယ်။ဆရာကခေါ်တယ်ဆိုလို့။ဗျာ။ပေါ့ကျော်လာရှင်ကိစ္စတည်ကျွန်တော်ထင်ထားသလိုမဟုတ်ချေ။တယောက်ယောက်ကတပည့်လဲလိုက်ပြီလို့နားလေလိုက်ပါတယ်။ဘယ်သူကပြောတယ်လဲ။ဆရာဆောင်ကတန်းဝင်နဲ့လှမောင်ဆရာ ကျွန်တော်ထောင်ကားလို့ရင် ကျွန်တော်ကိုမွေးစားဖို့တွေးချင်တယ်ဆိုလို့တဲဒီကောင်းတွေအလုံးရှုပ်တယ်ထဲမှာပေါ့ကျော်ကိုနောက်ပြန်ပြီကျွန်တော်မှပြုံးပြီးတော့ ပေါ့ကျော်ရဲ့မျက်နှာကိုလှမ်းကြည့်ပြီးပြောလိုက်မိတယ်။တဆယ်ထဲမှပင်အင်းကြီးအိတ်ထဲမှဆေးပြင်းလေးတလေးကိုထုတ်ပေးလိုက်တယ်။ကဲကဲကြွားပြီးတော့ကိုပေါ့ကျော်ရဲ့မင်းကိုမွေးစားအောင်လို့ငါမင်းမလည်းအမြုံမဖို့ကွာ။ငါသားငါသမီးနဲ့တောင်မှမနိုင်ဘူး။ပေါ့ကျော်သည်သူ့ကိုစားလိုက်နောက်လိုက်သည်များကိုစိတ်ဆိုးဟန်မရှိ။ပြုံးစည်းစည်းနဲ့ကျွန်တော်ပေးတယ်။ဆေးပြင်းလေးကိုနရွက်မှညက်ပြီးထွက်သွားတယ်။ပေါ့ကျော်ထွက်သွားတော့မှတန်းဝိတ်ပြုံးစည်းစည်းနဲ့ဝင်လာတယ်။ တန်းငွေနဲ့တူရွှေဘူသားဦးချမ်းသာဆိုတဲ့ထောင်ကျလူအောင်ကြီးတယောက်ပါပါခဲ့တယ်။ဦးချမ်းသာသည်လူသားမှုနဲ့အနည်း20ကြားတဲ့ရွှေဘူသားကြီးဖြစ်ပါတယ်။ပေါ့ကျော်နဲ့လည်းအတော်ကူမှရှင်းနေတယ်။တရရဲ့သေးသားများဖြစ်ကြတယ်။ဦးချမ်းသာလူသားမှုဖြင့်ထောင်ထဲသို့ရောက်ခဲ့သည်မှာ10နှစ်ခန့်ရှိပါပြီ။အသက်မှလည်း90ကျော်ခဲ့ပြီ။ဘဲနယ်လေအဖာဦးချမ်းသာကလည်းတန်းငွေနဲ့ကြံ့ရပါလား။ကျွန်တော်အခန်းထဲသို့ဝင်လာတဲ့ ။ဦးချမ်းတော်ကိုကျွန်တော်မှလှမ်းပြီးတော့မေးလိုက်တယ်။မဟုတ်ကြပါဘူးထောင်မူကြီးရာတန်းဝေပေါ့ဒီကောင်လေးကိုတော့တော်စနေတာကျုပ်ကဒီကောင်လေးလွတ်သွားမှကိုစိုးရိမ်နေတာအပြင်ရောက်သွားလေဒီကောင်လေးကပြန်ရောက်မှာပဲသူ့ရဲ့ညင်နဲ့သူ့ရဲ့ပညာကိုဒီခိုးတဲ့လုံမှာစွန်းနေတာဦးချမ်းသာတီပေါ့ကျော်ကိုကောင်လေးကောင်လေးနဲ့ခေါ်ပြီးတော့တန်ရောစင်ကြီးပုံရပါတယ်အဘကလည်းနည်းနည်းပါးပါးဆုံးမလိုက်အောင်လေနောက်ကိုဒီလိုမျိုးမဖြစ်အောင် ျောက်ကပေါ်ကျော်အားဆုံးမစကားပြောရန်ဦးချမ်းသာကိုအကြံပေးလိုက်တယ်။မရတော့ဘူးထောင်မှုကြည့်ရဲ့။မစားရလို့ငက်လို့လောက်တာမဟုတ်ဘူး။ဒီကောင်လေးကခိုးတဲ့တမပါရမီထူးတာ။ခဲရှာခဲစရအလို့ဆိုရင်သူကသူ့အတွက်တာမကဘူး။အငားခိုးပီးတာရှိသေးတယ်။အခုနွားခိုးမှုကလည်းသူ့အတွက်မဟုတ်ဘူး။သူ့များအတွက်အငားခိုးပီးတာတဲ့ဗျာ။အဲ့ဒီလိုအငားခုလို့တေဘေးကြုံခဲတာလဲမနေဘူးပေါ့ထောင်မူကြီးကပေါ့ကျော်ကိုတာမန်နွားခုတဲ့တခုလို့မှတ်လို့လား ီကောင်လေးကအင်မတန်ညာကောင်းတဲ့အကောင်ဒါကြောင့်ကျုပ်တို့နေမှာညာခေါင်ပေါက်ကျော်ဆိုပြီးနာမည်ကြီးတာပေါ့၁၄၅နှစ်သားကလေးကစွမ်းတာဒါနဲ့ဦးချမ်းသာညာကောင်းနေဆိုတာဘာလဲဗျာဩညာကောင်းနေဆိုတာကျုပ်တို့နေလေမှာမြေရှားတွေ့ရတယ်လို့ဒီကောင်ကညာမှာမြင်တွေ့သွားလာလုံနိုင်တာကိုပြောတာဟမ်သူ့ရှင်မျက်စိတစ်ဖက်ကတိတ်နေညာမှာကောင်းကောင်းမြင်ရပါမလားအတိတ်တိန်ကခုနှစ်နှစ်သားကကြောက်ပေါက်ပြီးတော့ဖြစ်သွားတာ တိမ်ရှိတဲ့လူကကျုပ်တို့ထက်ညမပူပြီးတော့မြင်ရလို့ခက်တာပေါ့ဒါတင်ဘယ်ကမလဲပေါ့ကျော်ရဲ့အစွမ်းနေထူးခြားတာတွေကျုပ်ပြောပြပါမယ်ထောင်းမှုရာအိုးချမ်းသာရဲ့စကားကြောင့်ပေါ့ကျော်ရဲ့အကြောင်းကိုကျွန်တော်စိတ်ဝင်စားသွားပြီးနားထောင်နေမိတယ်ပေါ့ကျော်ရဲ့ထူးခြားချက်များမှာခြေလုံးနဲ့မျက်စိလင်းနဲ့နားပါတယ်ဖြက်လက်ပေါ်ပါတယ်ညာကောင်းတယ်စသည်တို့ဖြစ်ပါတယ်ခြေလုံးသည်ဆိုသည်မှာ မြည်သည့်နေရာမဆိုခြေတံမကြောက်အောင်လို့ဝင်ထွက်သွားလာနိုင်တယ်။ညအချိန်မှာအိမ်ရှင်မနိုးအောင်လို့နိုးနေတော့လေအတံမကြောက်အောင်လို့အိမ်ထဲကိုဝင်နိုင်ထွက်နိုင်တယ်။မျက်စိလင်သည်ဆိုသည်မှာမောင်လေးပို့ပြီးတော့မြင်ရလေဟုပြောပါတယ်။မောင်မောင်မဲမဲတွင်အိမ်ထဲသို့ခိုးရံဝင်လာတဲ့အခါခလုံးမတိုက်အတံမကြားလိုတဲ့နေရာကိုတန်းတန်းမမတ်သွားနိုင်တယ်။ခွေးဆောင်ကောင်းတော့အိမ်များမှာ ခွေးခသူ့ကိုမမြင်အောင်ပုံနိုင်တယ်။ သူကခွေးကိုအရင်မြည်သည်ဟုဆိုပါတယ်။နားပါခြင်းမှလည်းအိမ်အောင်မှတန်ကိုကပ်ပြီးတော့နားထောင်ခြင်းဖြင့်အင်းရှဲအိမ်မောကြသည် မကြသည်ကိုသိပါတယ်။ခြေတန်လုံးလျင်ယောက်ျားမိမှခွေးချားနိုင်တယ်။အချို့အင်းရှဲများမှာနိုးလျက်နဲ့အချင်းအောင်စောင်းနေလျင်သိသည်ဟုဆိုပါတယ်။ဖြက်လက်ပေါ်ပါသည်မှာကြောင်တကောင်ကဲ့သို့ဖြစ်ပါတယ်။သူ့ရဲ့ကိုလုံးကလေးမှလည်းပိန်ကြည်ကြည်ပူပြက်ပြက်ဖြစ်ပါတယ်။ ခေါင်းတက်လိရင်ကိုဆက်နေဆိုတဲ့စကားအတိုင်းတော်ချုံတော်ချုံအပေါက်ကလေးများကိုတိုးဝင်ပြီးတော့သွားနိုင်တယ်။အိမ်ထုတ်တန်းပေါ်တို့ခုံတိုက်နိုင်တယ်။နှစ်ထက်အိမ်ပေါ်မှာမနာကြည်အောင်ခုံချနိုင်တယ်။တပေခန်းရှိတဲ့ကိုပြည့်ကလေးအောက်တွင် ဝင်ပြီးတော့အိတ်နိုင်တယ်။ညာကောင်းသည်ဆိုသည်မှာပေါ့ကျော်ရဲ့အထူးကြားဆုံးအင်ခါရဲဖြစ်တယ်။ပေါ့ကျော်သည်ညာကိုနေကဲ့သို့သဘောထားတယ်။အမောင်မှာနေကဲ့သို့မြင်တယ်။မီးတွန်းထားတဲ့အဆောက်အဦနေရာ စသည်တို့မှာပေါ့ကျော်ရဲရဲဝင်းဝင်းမဝင်ရဲကြီးမောင်ထဲမှာအိတ်နေတဲ့ခွေးကိုပေါ့ကျော်လွတ်အောင်လို့ရှောင်ခွင်းပြီးသွားနိုင်သည်ဟုအဆိုရပါတယ်ဒေမြတခိုးလုပ်ငန်းတွင်ကျွမ်းကျင်အစွမ်းထက်နေတဲ့ပေါ့ကျော်မှာခိုးတဲ့လုပ်ငန်းဖြင့်ဝမ်းပေမဝါကြီးပေါ့ကျော်သည်ပတ်စံရှိတဲ့အိမ်ကိုတက်ပြီးတော့အပွားကြီးမချမ်းကြီးမြေများပင်လွယ်ကူပါစေချမ်းသာတဲ့အိမ်ဖြစ်ပါစေပေါ့ကျော်ခိုးခြင်းမှာခိုးတယ်ပေါ့ကျော်ခိုးခြင်းတဲ့အခါတွင်လည်း မြေမြခက်ခဲ၍အနှရေများစီကမူခိုးကျင်ခိုးတယ်ခိုးပြန်တော့လေစွန့်စွန့်ဆဆတက်ကြတယ်လေအိမ်ဖြစ်စီကမူဘိုးလုံးကြီးတထဲနဲ့ပြန်ဆင်းကျင်ဆင်းလာတတ်တယ်ပေါ့ကျော်ရဲ့တခုအလုံးမှာတက်စွန့်ကျိုးပန်းနဲ့အပျော်တန်းဆံပါတယ်ပေါ့ကျော်ရဲ့အံဩစရာအကောင်းဆုံးဝါသနာမှာကို့အတွက်မဟုတ်ပဲသူ့တပားအတွက်အငားလိုက်ပြီးတော့ခုတ်ပြီးခြင်းဖြစ်တယ်တထောင်တိုင်းနဲ့ပစ္စည်းဖြစ်ပါစေ ောက်ကျော်က15ချက်ဖြင့်ဆုံဆုံဆဆာခုပေးတယ်။မြေမြလုံးချုံအောင်ထားပါစေ။ပြည့်စည်ဖြစ်ပါစေ။ပောက်ကျော်ရောက်အောင်လို့ခုပေးနိုင်တယ်။ဒါကြောင့်လေပောက်ကျော်ကိုအငါကိုခိုင်းတဲ့သူတွေပေါ်လာတယ်။ဂျပန်ကကပောက်ကျော်ရဲ့အဖြစ်ပြက်တစ်ခုမှာကြားရသူတိုင်းစုတ်တက်တက်ဖြင့်ချီကျူးခဲ့ကြတယ်။အငါလိုက်တစ်ခုလေးမောင်ပောက်ကျော်သည်ဂျပန်ခေတ်ဆက်အတွင်းမှာလူပြိုပေါက်တာတာရှိပါတယ်။ပောက်ကျော်အခုအဝဲကျင်းလေပုံကိုတနေလုံးကတေးကြတယ် တနေ့မှာသူတို့နယ်မှာဓမြခိုင်းတစ်ခုက ပေါ့ကျော်ကိုတူးတူးတိတ်တိတ်လက်တို့ပြီးတော့ခေါ်သွားတယ်။ရွာနောက်ဖက်ရှိထက်တော်မှာပေါ့ကျော်အားထိတ်ရှိအရက်ကြက်သားကျော်စားတဲ့ကောင်းကောင်းတောက်ဖွဲများကိုအက်ခံပါတယ်။ပေါ့ကျော်လည်းကျွေးလိရင်စားမယ်၊တိုက်လိရင်တောက်မယ်၊ပေးလိရင်ယူမယ်။ခိုင်းလိရင်လုံမယ်ဟုတဲ့ဝါဒကိုလက်ကင်ထားသူဖြစ်တယ်။ပေါ့ကျော်သည်ဓမြခိုင်းမှလူများကိုအက်ခံသည်များကိုစားတယ် တောက်တယ်။ဘားကြောင်ကျွေးသည်တိုက်သည်မသိမေးလည်းမမေးချေ။ပေါ့ကျော်တော်ကလေးအရှိန်ရလာသည်နဲ့ဓမြကိုင်းလူတယောက်ကစကားဆပြီးတော့ပြောတယ်။ပေါ့ကျော်ကသူ့ကိုခိုင်းနာကိုလှုပ်ချံချော့မော်နေကြတယ်။ပေါ့ကျော်ကလည်းသူ့တက်နိုင်တဲ့အလို့ဆိုရင်လှုပ်ပေးမယ်အကြောင်းတောင်းဝင်ယူလိုက်ပါတယ်။ဓမြကိုင်းဝင်များမှာ ပေါ့ကျော်ရဲ့ဂတိစကားကြောင့်ပြုံးမိကြတယ်။ယခုသူတို့အကူအညီတောင်းမဲ့ကိစ္စမှာပေါ့ကျော်မှတပါ တခြားသူများလုပ်လို့မရတဲ့အလုပ်ဖြစ်၍ပေါ့ကျော်ကူတာအားကိုးကြောင်းပေါ့ကျော်ရဲ့ကြီးစုကိုလည်းမေးမြီမဟုတ်ကြောင်းဝမ်းသာအားရတိုက်တွန်းကြတယ်ပေါ့ကျော်ကလည်းသူတပါအခြားသူမလုပ်နိုင်တဲ့အလုပ်ဆိုရင်သဘောကျသွားပြီအရက်ခွက်ကိုမြှောက်ပြီးတော့ခေါင်းငိတ်နေတကြားမဲကင်နဲ့တန်လျက်ကိုလိုချင်လားလေကားသာထောင်းပြီးကျုပ်တက်ပြီးတော့ခုတ်ပေးမယ်အရှုံးပေါက်ပြီးတော့ကြွားလိုက်ပါတယ်ဓမြဖို့လို့သူကား အတိတ်လောက်မခဲချင်းပါဘူးကိုပေါ့ချိုရအခုကိစ္စကလွဲပါတယ်ထိုကဲ့သို့ပြောပြီးတော့အတန်ကိုအုပ်ပြီးမြို့ပြမှာစကန်းချထားတဲ့ဂျပန်စစ်တပ်ရဲ့တနက်ကိုခိုးချင်တာထိုကဲ့သို့ခတ်တူတူလေးပြောလိုက်ပါတယ်ဂျပန်စစ်တပ်ဆို၍ပေါ့ချော်မှာကြောထဲမှာစိတ်ကနေဖြစ်သွားတယ်ဒုဗ္ဗတော်လည်းဂတိပေးပြီးသားဖြစ်နေ၍မငင်းလို့တဲ့ဖြင့်ခေါင်းငိတ်လိုက်ရတယ်ကောင်းပါပြီလေဗျာဘဲတော့လေ ပေါ့ချော်ကလည်းခတူးတူးအတန်အုပ်ပြီးတော့မေးလိုက်ပါတယ်။ဂနေညပေါ့ဂနေညကလာလိမ့်မိုက်တယ်။ဓမြဖူကလည်းအတန်ကိုအုပ်ပြီးတော့ခတူးတူးပြန်ပြောလိုက်ပါတယ်။ပေါ့ချော်ဒီပခုံးနှစ်ဖက်ကိုတွန့်လိုက်ပြီးခေါင်းပေါင်းထားတဲ့ပစိုးဟောင်းဖြင့်အစီပြန်နေတဲ့သူ့ရဲ့မျက်နှာကိုတုပ်လိုက်တယ်။ကောင်းပြီလေ။ဘယ်ချိန်ဝင်ရမလဲ။ဇက်တနာကျော်ရင်ငပုတွေအားလုံးကငြိမ်သွားပြီပဲ။ကင်းဆောင်တဲ့အကောင်ပဲရှိတယ်။ကောင်းပြီဗျာ။ ဒါဖြင့်ကျုပ်တကောင်လောက်ထသွားမယ်။စောစောပိုင်းကျုပ်အိမ်အောင်မယ်။ပေါ့ကျော်သည်ပြောရှင်းဆိုရင်းနဲ့ထက်ရှိတဲ့အတွင်းရှိ ကိုပြစ်ပေါ်မှာလှဲချပြီးအိပ်ပျော်လို့သွားပါတယ်။ညာစင်တကောင်ကျော်လျင် ပေါ့ကျော်မှာအလိုလိုနိုးလေရှိတယ်။တကောင်ကျက်တုံပြီးချွေခဏကြာမှပေါ့ကျော်မှာ လုပ်ငန်းဆရာအိပ်ရာမှာနိုးလာတယ်။ထက်ရှိတဲ့မိဖို့နှပေးမှာပေါ့ကျော်ကိုအသင်းဆောင်နေကြတဲ့ဓမြများကအချိန်တော်ပြီဖြစ်ကြောင်းတတိပေးလိုက်တယ် ပေါ့ကျော်သည့်အဖို့ဓမြခေါင်းဆောင်နေရောင်းတဲ့တူထချေတဲမှလေးမှန်ခန့်ဝေးတဲ့မြို့အစွန်ရှိစကန်းချတာတဲ့ဂျပန်စစ်တပ်ရှိရာသို့ခတ်တုတ်တုတ်လေးထွက်ခဲ့ကြတယ်ဂျပန်စစ်တပ်နဲ့နေတာနဲ့အဖို့လိုက်သူဓမြနှစ်ယောက်မှာကြောက်တူးတုံလို့လာပါတယ်ပေါ့ကျော်ကဓမြနှစ်ယောက်အားစောင့်ရင် နေချာများကိုစီစဉ်ပြီးအချင်းအချက်ပြုတ်လုပြီးဂျပန်စစ်တပ်နေသို့ပေါ့ကျော်တယောက်ထဲဝင်သွားတယ်ဂျပန်စစ်တပ်နဲ့ငါးဖာလုံးกว่าမှာကြင်ချစ်ခဲ့တဲ့ ဓမြားနေရာမှာပေါ့ကျော်ပြန်လာကိုရင်တထိတ်ထိတ်ဖြင့်စောင့်နေကြတယ်။အရှိစီမှာကျင်းဒီပေါ်၍အာချုံတက်စာပြုတ်ပြီးပေါ့ကျော်အားပေါ်မလာသေး။ပေါ့ကျော်ပြန်လာကိုစောင့်ကြံရစ်ခဲ့တယ်။ဓမြားနေရာမှာမို့ရင်တလက်လက်ဒူးတက်ဆက်ဆက်တုံနေပြီဖြစ်တယ်။ကျဲချောင်းဝိုးတော်အောက်တွင်လက်ကစင်းအတိုင်းပဲလက်ကနေဖြက်ပြေးလာတဲ့လူကြီးတရံတခုကိုလန့်ပြီးတော့မြင်လိုက်ရတယ်။စောင့်နေကြတဲ့ဓမြားနေရာမှာတယောက်ကိုတယောက်လက်တို့ပြီးတော့ ကစင်းတွင်ပြားနေအောင်လို့မောက်ပြီးအရေးအချီကိုရှင်တုံတုံဖြင့်စောင့်ကြည့်လို့နေပါတယ်ပေါ့ကျော်ပေါ့ကျော်မပေါ့ကျော်စေဓမြားနှစ်ယောက်သည်ပေါ့ကျော်မန်းတိတာနဲ့ရဲရဲဝင်းဝင်းခေါင်းထောင်လာကြတယ်ပေါ့ကျော်သည်သူ့ရဲ့အရဲ့နီးပါးခန့်ရှိတဲ့ဂျပန်ရက်ဖယ်တလက်ကိုကြောမပိုးပြီးတော့သူ့ရဲ့နီးတို့အမောတကြီးရောက်လာတယ်ဟူးမောလိုက်တာဗျာခိုးတာကမပင်ပန်းဘူးဒါကြီးတရားတာကအလေးကြီးပဲ။ ပေါ့ကျော်သည်ဂျပန်ရန်ဖယ်ကြီးနဲ့တူကြီးကဲများပါပါတဲ့ဆက်လွယ်ကိုဓများနှစ်ယောက်အားလှမ်းပြီးတော့ပေးလိုက်တယ်အဆိုပါဂျပန်ရန်ဖယ်တစ်လက်ဖြင့်သူတို့ဓများကိုင်းမှာမြေမြအကျိုးခံစားရမည်မသိပေါ့ကျော်တက်မှာမူတနေ့ခိုးပေးခဲ့တဲ့ဖြစ်ကဓများဖို့ကဂျပန်ငွေအစိတ်စူးချခြင်းခံရလေတယ်ရားလီလိုလီအိုဒစီကဲ့သို့ဓများကိုင်းဝင်များသည်ပေါ့ကျော်ထံသို့ဒုတိယကြိမ်ချင်းကဲ့ပြတ်မာတယ် ဓမြားဘုံဖြစ်သူကပေါ့ကျော်ကိုဂျပန်စစ်တပ်အတွင်းမှာဂျပန်ဆက်ကလေးဂျပန်ဆက်တနဲ့အငဲစာတဲလောက်ကိုခိုးပေးရန်တောင်းဆိုပြတ်မာတယ်။ပေါ့ကျော်ကလည်းသူ့တဲ့အပေါ်အားကိုးလာသမျှကိုဘယ်အခါမှမငြင်းဘူးကဲ။ဓမြားဘုံဖြစ်သူကဒုတိယကြိမ်တောင်းဆိုချက်မှာပေါ့ကျော်အတွက်အထူးကိုမှစွန့်စားဆောင်ရွက်ရမယ်လုပ်ငန်းပဲဖြစ်တယ်။ပေါ့ကျော်ဖို့မငြင်းလို့သာခေါင်းငြိမ့်လိုက်ရတယ်။လွယ်တော့မလွယ်လားကြည်။ ပထမတစ်ချိန်ကခိုးခဲ့တဲ့ရန်ဖယ်တနက်ပြောင်းမှုဖြင့်ဂျပန်စစ်တပ်ထဲမှာပွဲလောရဲရုံနေမကရွာနီးချုပ်ဆက်နွားချောင်းသားဖမကြံဂျပန်စစ်တပ်နီးသို့ဈေးချောင်းနဲ့မိမာများဖြင့်တောလာခွင့်မပြုတော့ချေပေါ့ကျော်ဖို့စိတ်မပါတပဖြင့်တကောင်ကျော်ချိန်မှသာဂျပန်စစ်တပ်နီးသို့ချင်းကပ်ခဲရပြန်နေပေါ့ကျော်ရဲ့လင်းမြန်ဖြစ်လက်မှုကျွမ်းကျင်မှုတို့ကြောင့်ဂျပန်စစ်တပ်သူလွယ်လွယ်နဲ့ပင်ဝန်နိုင်ခဲ့တယ် ရန်ဖဲတနက်သာဆိုရင်တော့ ပေါ့ကျော်အဖို့အချိန်တူတူနဲ့ရန်ဖဲ၄၅လက်အတာကလေးမလာခဲ့နိုင်တယ်ဂျပန်စက်ကလေးကိုခိုးရန်ရန်ဖဲတနက်လောက်မလွယ်ကူချေဂျပန်စစ်တပ်ရဲ့အလဲကောင်းချေရုံကန်းတွင်မှာရှိတယ်စစ်တပ်နဲ့ကလေးထားရှာနေရတော့ရောက်အောင်နောက်ထပ်ကင်းပေါင်း၃တပ်မြကြောကြအုံးမီဖြစ်ပါတယ်။ပေါ့ကျော်တီအင်ဂျီပလာနဲ့ပစိုးကုံမြောင်နေအောင်ခထောင်းကြိုက်လိုက်တယ်။တန်ဆူးကျိုးများကာထားတဲ့အကြမှာ ပေါ့ကျော်ရဲ့ကိုယ်ထဲမှာကြောင်မဲကလေးတစ်ကောင်ကဲ့သို့ဖြက်ကနေဖြက်ပြီးကြောပြီးတော့ငုံဝင်တိုးဝင်လို့သွားခဲ့တယ်။ပိတ်မိတ်နေအောင်လို့မောင်းမဲနေတဲ့တစ်ကောင်မှာကင်းဆောက်ဂျပန်ရဲ့တနက်ထိပ်ပြမှာလှန်စွတ်တည် ကျဲချောင်းဝတ်တော်မှာတစ်ချက်တစ်ချက်လက်ကနေလက်ကနေမြင်နေရတယ်။မိန်တုတ်မိန်တုတ်လက်နေတဲ့ကျဲများရဲ့မုံမုံဝဝလင်းချောင်တည်ပေါ့ကျော်အတွက်မီးစလိုက်ထိုးနေတဲ့အားနဲ့မချား မြေမြလမ်းကိုထင်ရှားစေတယ်။ရိုင်ဖယ်တနောက်ကိုရင်မာပိုက်ပြီးတော့တတိကြီးစွာလမ်းလျှောက်နေရင်ကင်းဆောက်နေတဲ့ဂျပန်စစ်သားရဲ့နောက်ကျောမှကပ်ပြီးတော့တင်းချွက်ကလေးလွင်သွားသလို ပေါက်ကြော်မှာလက်ကနေဖြတ်ပြီးတော့ကင်းတဲ့အတွင်သို့ရောက်ခဲ့တယ်။အုံဒီဂျစ်တန်လိုသုံးချောင်းထောက်ပြီးတော့ခမ်းမော့မော့ကလေးထောင်းထားတဲ့စစ်တပ်နဲ့လေးကိုလက်နက်ဖက်ဖြင့်မား၍လာလန်းတိုင်းပဲပေါက်ကြော်ပြန်ထွက်လာခဲ့တယ်။ စေတနာကလေးလိုသာခေါ်ရတယ်။ပေါ့ကျော်အတွက်စံတတင်းအပြည့်ခိုးခဲ့စဉ်ကဒီလောက်မလေးဘူးလို့ထင်ရတယ်။ကံရတွေ့ရတာကလည်းအချုံနေအတွက်ဒီနေမတော်တဆခလုတ်ကိုနှိမ့်မိလို့ကြည်စံထွက်သွားရင်ဒုက္ခ။ကိနေထောက်ကိုလွန်ပြီးတန်ဆူးချိုးကျော်မှာပေါ့ကျော်မှာလက်ပန်းကြလာတယ်။တန်ဆူးချိုးကိုလူတွေရောက်တာလွတ်အောင်လို့ကြောနိုင်ပြီးလက်ထဲမှာဆက်တဲ့နဲ့မလွတ်ချေ။ကင်းဆောက်ဂျပန်နဲ့မနီမဝေးမှာ ဖျောက်ခနဲ့မိတန်နဲ့တူစက်တနက်ကလေးမှလွတ်ကြလို့သွားတယ်။ကင်းဆောက်ဂျပန်တီအတန်ကြားရှာစီတို့ဖျက်ကနဲ့လှမ်းပြီးတော့ကြိလိုက်တယ်။အဲ့ဒီရဲ့နောက်မှာတော့ပေါ့ကျော်စီကိုအပြေးရောက်လာခဲ့ပါတယ်။ပေါ့ကျော်တီကြောင်တကောင်ကဲ့သို့တန်ဆူးချိုးပေါ်မှာလွှတ်ခနဲ့ခုန်ချပြီးစွမိစွရာကိုပြေးပါတယ်။ဂျပန်စစ်သားများအော်တန်တန်ချောင်းခောက်တန်များမှလေးဘက်လေးတန်းမှဝမ်းဝမ်းလေနေပြီးပေါ့ကျော်ဖို့ ဂျပန်စစ်တပ်ပြင်ပရောက်ရှံထွက်ပေါက်တွင်ရှာရွှေ့မရတော့ချေပေါ့ကျော်ကကျန်းရှာမရဖြစ်နေရမှာအသိရထားတဲ့ဂျပန်စစ်ကဒစီးအောက်သို့ဝင်ပြီးတော့မော်တော်ကားတံပေါင်းကိုရှင်ဘက်နဲ့ပြားနေအောင်ကဲ့၍အသက်ပင်မရှူရဲပေဒေါ်ပွားနေတဲ့ဂျပန်စစ်သားများမှာစစ်တပ်နဲ့တခုကိုတွေ့ရှာတင်ကြိုင်ဓာမဆိုင်ဆိုတဲ့အတိုင်ကားပေါ်သို့တက်ပြီးရှာသူကရှာကားရေပပလည်းရှာသူကရှာကားအောက်သို့မကြည့်မနက် မချမ်းနဲ့ကြည့်သူကားကြီးပေါ့ကျော်မှာကောက်အောင်မှာအသက်ပင်မရှိရဲ့ဂျပန်စစ်သားများအားကြအောင်ရှာဖွေပြီးတကူးကူမတွေ့တာနဲ့အချားနေရဘက်ကိုအာရုံစိုက်ပြီးတော့ထွက်သွားကြတယ်ပေါ့ကျော်မှာဂျပန်အသံများဝေးကြမှာတပ်ပြင်းကိုရှူလိုက်ပြီးမြေကြီးကိုခြေထောက်ပြန်အညောင်းဖြေလိုက်ပါတော့တယ်အထီးအချိန်မှာဂျပန်များနဲ့အတူပါလာပြီးကြံခဲတဲ့ခွေးတစ်ကောင်မှာပေါ့ကျော်ကိုမြင်သွားလီလားမသိကားအောက်သို့တစ်ချိန်တူဟောက်မာတော့တယ် ခွေးတံကြောင့်အဝေးကိုရောက်နေတဲ့ဂျပန်များမှာ ကားစီတို့တချီတမောင်အပြေးရောက်ပြီးတော့လာကြတယ်။ပေါ့ကျော်ရဲ့စိတ်ထဲမှာဒီတခါတော့ဂျပန်လန်းစာမိပြီလို့ယူဆလိုက်ပါတယ်။အတော်ကမှစိတ်အားငယ်သွားမိတယ်။သို့ပါတော့လေကံအားလျော်စွာဖြင့်ခွေးမဂျပန်စစ်သားတယောက်ရဲ့ခေါ်တံကိုကြားလိုက်တာနဲ့သူ့ရဲ့တခင်ဂျပန်စစ်သားနောက်တော့အမီတနေနေနဲ့ပြေးလိုက်လို့သွားခဲ့တယ်။ပေါ့ကျော်ရဲ့ကိုမှထွက်နေတဲ့ ဇောချွေးတို့သည်ဂျပန်စစ်ကားအောက်ရှိမြေပြင်ပေါ်သို့တပေါပေါစီကြလို့နေပါတယ်။အတံမြဝေးတော်မှာပေါကြော်ဖို့အသက်ကိုရေရေရှူဝင့်နေ။ခြေနှစ်ဖက်လက်နှစ်ဖက်ကိုမလွတ်ပဲမော်တော်ကားတံပေါင်ဘရိန်ကိုမြဲမြဲကင်ပြီးတော့ပြားနေအောင်ကတ်ထားရတဲ့ပေါကြော်အတွက်အခန့်ရခက်ဆုံးဝေဒနာမှာချင်းကြိုက်ချင်းပဲဖြစ်တယ်။အင်ကြီးပလာပစိုးကတောင်းကြိုက်ထားတဲ့ပေါကြော်ရဲ့မဲကြီးကျက်ကိုလုံးလေးမှာချင်းများသီးနေအောင်လို့တွဲထားကြတယ်။ ပေါ့ကျော်ဖို့လှုပ်လဲမလှုပ်ကျယ်ကြိုက်တဲ့တံယောက်ကိုကြိတ်ပြီးတော့ခံနေရပါတယ်အတော်ကြမ်းမဂျပန်စစ်သားများရဲ့အတက်များပျောက်သွားသဖြင့်ပေါ့ကျော်သည်ခြေနှစ်ဖက်ကိုမြေကြီးပေါ်ချလိုက်တယ်လက်နှစ်ဖက်ကိုလည်းအသားရှာဖြုတ်ပြီးတော့ချင်ကြိုက်ထားတဲ့နေရာကိုအားရှာပါးရှာကုတ်ပါတယ်ထို့အခါမှာဂျပန်စစ်သားများမော်တော်ကားစီသို့စုညံစုညံအပြေအလွှာလျှောက်လာကြတဲ့အတန်များကိုပြန်ကြရတယ်ဒီတခါတော့သွားပြီ ပေါ့ကျော်တီအတန်များကြားရတာနဲ့ငကိုနေရာဖြစ်တဲ့တံပေါင်းတို့ပြန်ပြီးကက်ပြီးတော့ပါဇက်မှာတိုးတိုးညင်းညင်းစိတ်ကိုလည်းလျှော့ပစ်လိုက်တယ်။အရှိစီမှာရောင်းနေလာစားပြုတ်နေပြီ။ပေါ့ကျော်တီရင်တထိတ်ထိတ်ဖြင့်ဂျပန်စစ်သားများရဲ့အတန်းကိုနားဆွနေမိတယ်။မော်တော်ကားအောင်မောင်ရှိတ်မဲမဲမှာစိုးရှိန်ထိတ်လန့်နေတဲ့ပေါ့ကျော်ရဲ့မျက်နှာမှာမီးရဲရဲတွင်အဖုတ်ခံထားတဲ့ခရမ်းသီးနဲ့မဲချောက်တွန့်လိန်ရှုံသွားလို့နေပါတယ်။ ဂျပန်စစ်သားတစုသည်စူညံစူညံမြင့်ကားပေါ်ကို ပြည့်တယ်လာကြတယ်။ကားအောင်ပေါ့ကျော်ရှိရသောတစုံတယောက်မှဂယူမဆိုင်ချေဂျပန်စစ်သားများသူ့စီကိုမလာပဲမော်တော်ကားပေါ်တက်သွားတဲ့အတန်းကိုကြားလိုက်တာနဲ့စောစောကခရမ်းသီးမိဖို့ခံ ပေါ့ကျော်ရဲ့မျက်နှာမှာရေပြန်းခံရသလို နေတီပန်းပမာလန်းဆန်းမြူးလို့သွားခဲ့ပါတယ်။မကြာမီမှမော်တော်ကားဆက်တန်းကကြားချပြန်တယ် ကားထွက်တော့မယ်လွတ်ပြီကွထိုကဲ့သို့ပေါ့ကျော်သည် မော်တော်ကားဆက်တံမှခတ်တိုးတိုးအော်ဟစ်ကျင်းဝါလိုက်ပါတယ်ဂျပန်စစ်ကားသည်ရထားတဲ့နေရာမှာတရွေ့ရွေ့လှူချားစာပြုတ်လာတယ်ကားလမ်းမကြီးမရောက်မီမှာတော်လန်းအတိုင်းတမန်ခန့်မောင်းချအုံမြင့်ဖြစ်ရာဂျပန်စစ်ကားသည်ဘဲနဲ့မှအမြန်မောင်းရွှေ့မရနိုင်ကြအောင်ပေါ့ကျော်မှာတီးပါတယ်ဂျပန်စစ်တပ်ရဲ့ဂိတ်ကိုလုံမြောက်၍ဒေါ်လန်တန်ကားမောင်းသွားနေခြင်း ပေါ့ကျော်လို့ရန်အခွင့်အကောင်းများပေါ်လာမည်ဖြစ်တယ်။ပေါ့ကျော်သည်ကားအောက်တန်းပေါင်းကိုကြည်ကြည်ပေါင်းလို့ကင်ပြီးကားဖိန်လေးယောက်ကိုပါလာခဲ့တယ်။အလင်းကြောင့်အမကောင်းပြီးကားထွက်လာခြင်းကပင်ပေါ့ကျော်အတွက်ကံကောင်းလို့နေပါတယ်။ပေါ့ကျော်မှစူညံစူညံဖြင့်တခိုးကိုဒေါပွားပြီးလာရှာတဲ့ဂျပန်စစ်သားများမှာအောက်တွင်တခိုးပေါ့ကျော်ပါလာသည်ကိုတီးကြမည်မဟုတ်ပေ။နေ့တချီမြတ်တဲ့လေမကြီးမညာမြေကြီးလမ်းတိုင်းမှာ မောင်းနှင်းလာတဲ့ဂျပန်စစ်ကားနဲ့တူပေါက်ကြော်မှလည်းတလုံးလုံးပါလာခဲ့တယ်။လေးခန့်နေချင်းသည်ပို့ပြီးတော့မောင်းမင်းသည်ဆိုတဲ့အတိုင်းအမောင်တို့မှပုံမအားကောင်းလို့နေပါတယ်။ကားလမ်းမှကြီးစီတို့ရောက်ခန့်နေတော်တန်းအခွေတစ်ခုမှကားရှိမှနေသွားတယ်။ပေါက်ကြော်သည်လမ်းတစ်ခုလုံးစောင့်မျှော်ချိန်ဆနေရမှအခွင့်ရေးသားလာတာနဲ့ကားတံမောင်းကိုကင်ထားတဲ့လက်နှစ်ဖက်ဖြင့်ခြေနှစ်ဖက်ကိုပြုံးကနေလွတ်ချလိုက်ပါတယ်။ ခရောင်းမီပေါ်တို့ကြောပြင်နဲ့စောင်းပြီးတော့ကြားလိုက်တဲ့ဒဏ်ချောင်းမလို့ပေါ့ကျော်ရဲ့မျက်နှာမှာရှောက်မဲ့လို့သွားကြတယ်မော်တော်ကားလမ်းနဲ့ပေါ့ကျော်တည်တောဆက်ရှိရတော့ကိုကိုလိမ့်ပြီးတော့ဂျပန်စကားတည်ရှေ့တော်အရှင်ဖြင့်ဆက်ပြီးတော့မောင်းသွားလိပါတယ်ပေါ့ကျော်တည်ခြုံထဲမှာအတန်ကြောင်လို့ညင်ပြီးတော့အခြေအနေကိုစောင့်ကြည့်နေရတယ်ဂျပန်စကားတန်လုံးဝကိုမကြားတော့မှ ထိုင်နေရမှဘုံခနဲ့ထားခါ ရွာတီတို့ဗနှောင်းနဲ့တင်မှာတသားတည်းနေအောင်ကဆုံချပြီးတော့ပြေးတော့တယ်ဂျပန်ဆက်ကလေးကိုထမ်းပြီးပြန်လာမယ်ပေါ့ကျော်ကိုစောက်မြော်နေတဲ့ဓမြကိုင်းအဖွဲမှာလဲပေါ့ကျော်ကိုဂျပန်မြမိသွားပြီလို့အထင်နဲ့ပဲထရှိတဲ့သူကဆုံချပြီးပြေးလာခဲ့ကြတယ်ဂျပန်စစ်တပ်တွေမှာစုညံစုညံတံများကြောင့်ပေါ့ကျော်ကိုဂျပန်မြမိသွားပြီလို့တန်တရားဖြစ်စရာမလိုတော့ချေဂျပန်ကန်းဝင်တစ်ခုတည် ဂျပန်တက်ရွှေသေးမဲ့ပေါ့ချော်တစီကိုကြောက်ကြောက်ဖြင့်ထက်ရှိကိုသာဖိပြီးတော့တောက်နေကြတယ်။မိုးလင်းကန်နေမှာထက်ရှိတဲ့အတွင်တုံးလုံးပလက်အိမ်မောကြလို့နေပါတယ်။ဓမြခန်းဝင်များမှာသူတို့နဲ့တချိန်ကားပင် ပေါ့ချော်တယောက်ရွာထဲမှာအိမ်မောကြနေသည်ကိုမသိကြတော့ပေ။ငွေအစိတ်ဖြင့်အသက်ဆုံးခဲ့ဖို့တဲ့ပေါ့ချော်သည်300တန်နွားတဲ့ကောင်းကိုငွေ15ကျပ်ဖြင့်အငားလိုက်ပြီးတော့ခုပေးခဲ့ပြန်တယ်။ဝါဇနာကိုမစွန့်နိုင်တဲ့ ပေါကြော်သည် သူ့ရဲ့မွေးကြပါကျွမ်းကျင်မှုကျင်းလည်မှုတတ္တိရှိမှုနဲ့သူ့ရဲ့စွန့်စားမှုကြောင့်သူကိုယ်တိုင်မခံစားခဲ့ပေသူ့အတွက်အကျိုးအမြတ်ကိုမမျှော်လင့်ခဲ့သောတွေ့ကြုံမဲ့အန်ဒီဂျေများကသာမတွေးတော့ချေငွေ15ချက်ဖြင့်16လကြားခဲ့တဲ့အဖြစ်ပြက်ကိုလည်းပေါကြော်မှဝန်းနေမီနောက်ထပ်တစ်ကြိမ်တစုံတစ်ယောက်ကပေါကြော်အားတစုံတစ်ခုကိုခိုးခိုင်းလျက်ပေါကြော်ဆောင်ရွက်ပေးအောင်မှမုတ်ချဖြစ်တယ် ပြည့်အစင်ပြင်ခနာဆိုတဲ့စကားသည်တဘာဝကိုအမှန်တရားကိုညွန်ပြခဲ့ပါတယ်အပြက်ကိုပြင်ချင်ကောင်းနိုင်ပါတယ်အမားကိုမှန်အောင်လမ်းညွန်ပြနိုင်ရင် အမှန်ကိုရောက်ပါတယ်အဆိုးကိုကောင်းအောင်ပြုတ်ပြင်လိုက်ရင်ကောင်းလာနိုင်ပါတယ်ယခုခေတ်ထောင်းဆိုသည်မှာပြုတ်ပြင်ခြင်းစနစ်အဖြစ်ပြောင်းလဲလာခဲ့ပြီဖြစ်တယ်အချောင်းအားလျော်စွာလမ်းမကိုရောက်၍ပြည့်မှုအမျိုးမျိုးကိုကျူးလွန်ခဲ့သူများကို ထိမ့်သိမ်းဆောက်ရှောက်ပြုတ်ပြင်ပေးချာ စခန်းတစ်ခုဖြစ်စေရန်လေစူးစမ်းလျက်ရှိပါတယ်လူတယောက်ရဲ့အကျင့်စရိုက်ဝါသနာအစွဲလန်းကိုပြုတ်ပြင်ရသည်မှာမော်တော်ကားဝက်ရှော့တစ်ခုမှာကားပြက်တစ်စီးကိုဝင်ပြီးတော့ပြုတ်ပြင်တကဲ့သို့လွယ်တော့မလွယ်ချေစိတ်ထဲနဲ့ပတ်သက်တဲ့အကျင့်ဝါသနာဇရိုက်ကျဲများကိုအမိတ်အာနာနဲ့ခြင်းပြုတ်ပြင်လို့ရမယ်မဟုတ်ပေစိတ်ကိုစိတ်ဖြင့်သာပြုတ်ပြင်နိုင်မည်ဖြစ်တယ်ပေါ့ကျော်ရဲ့ကိုးကျင်ဝက်ချင်တဲ့ထောင်ကြားချက် ငါးလသားသားချင်းမှာပြောဆိုဆုံးမပြုတ်ပြင်ပေးကြတယ်။မရှိတာတက်မသိတာခဲဆိုတဲ့စကားတည်ပေါ့ကျော်အတွက်များထားခဲ့သေးသလားမသိပေ။ပေါ့ကျော်တည် မရှိ၍ခိုးခြင်းထက် မသိ၍ခိုးခြင်းကများပါတယ်။ဒါကြောင့်မလို့ထောက်မှ တာဝန်ရှိသူများက ပေါ့ကျော်ကိုအသည့်အမြင်မှန်းစေရန်ဤအမျိုးမျိုးဖြင့်ဝိုင်းဝန်းပြုတ်ပေးကြပေရာအချိန်တိုတိုနဲ့အမှန်ကိုပြင်တတ်လာခဲ့တယ်။သူ့ကျေဆိုင်မှာကိုပြုတ်ပြင်ရန်သဘောပေါက်ခဲ့တယ်။ ပေါ့ကျော်ထောင်ကလုံးမိတ်နေကနှုတ်ဆက်စကားပြောရင် အားလုံးကိုကလေးတစ်ခု ပြီးသွားတယ်ဒီတကထောင်ကလုတ်ပြီးရင်တော့သူများခိုင်လေခိုးမပြီးတော့ဘူးကို့အတွက်လည်းမခိုးတော့ဘူးရုပ်ချိုသားသားပဲလှူစားတော့မယ်ပြို့ပေါ့ကျော်ရဲ့ကတိစကားကြောင့်ထောင်ထဲမှာကြံ့ရင်နေကြတဲ့အားလုံးမှာရေမာပီတီဖြစ်ပြီးတော့ကြံ့ရစ်ခဲ့တယ်ကျွန်တော်ရဲ့မျက်စိထဲမှာဝက်ရှော့ရှိရာတို့တွန်းရှူလာတဲ့မော်တော်ကားတစ်စီးဝက်ရှော့ထဲမှာ ဆက်နိုးရေမောင်းထွက်သွားသည်ကို မြင်ရောင်နေမိခဲ့ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်လီကတော့ဒီညမှာတင်ပြီးဆုံးလို့သွားခဲ့ပါပြီ။ဇလန်လီကိုဆုံးတီလိုက်ပါနားဆင်ပေးတဲ့တအူးတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါခင်ဗျာ။